ရက်ချန်6ပွဲစလုံးအနိုင်ရခဲ့ရင်တောင်အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီဖြစ်မဲ့ယူနိုက်တက်မန်ယူနိုက်တက်တင်ဟာဒီရာသီပရီးမီးယားလိဂ်ကံပွဲမှာရက်ချန်ပွဲအားလုံးအနိုင်ရအောင်ကစားနိုင်ခဲ့ရင်တောင်ဒီရာသီကသူတို့ရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆိုးရွားဆုံးရာသီဖြစ်မဲ့တန်းဝင်သွားမှာဖြစ်ပါတယ်ယူနိုက်တက်တင်ဟာဒီရာသီပရီးမီးယားလိဂ်လက်ချန်6ပွဲကစားဖို့ကြံရှိနေသေးပြီးဝူဘုံမောက်ဘရက်ဖို့ဝဟန်ချက်စီဘီလာအဆရှိတဲ့အသင်းတွေနဲ့ကစားရမှာပါမန်ယူနိုက်တက်တင်ဟာဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ32ပွဲကစားထားပြီး10ပွဲနိုင်10ပွဲတည်ရင်နဲ့16ပွဲရှုံးထားတာကြောင့်ရမှတ်38မှတ်သာရထားပြီး လက်ကြံပွဲ6ပွဲစလုံးအနိုင်ရခဲ့ရင်တောင်ရမက56မှတ်သာရရှိမှာဖြစ်ပါတယ်။ပရီးမီယာလိပြိုင်ပွဲတက်တန်းတစ်ချောင်းမန်ယူနိုက်တက်တင်းအတွက်ဆိုးဝါးဆုံးရာသီဖြစ်ရမှတ်အနည်းဆုံးရခဲ့တဲ့ရာသီက2021-2022ရာသီဖြစ်ပြီး58မှတ်သာရခဲ့တာပါ။အဲ့ဒီရာသီတုန်းကနီးပြဆိုရှာမိုက်ကယ်ကာရက်ရင်းနစ်တို့ကအသင်းကိုကန့်ကွက်ခဲ့ကြပြီးတရားစီလုံးနိုင်ပွဲ16ပွဲသာရတဲ့အထိဆိုးရွားခဲ့ကြတာပါ။ဒီရာသီမှာမန်ယူနိုက်တက်တင်းအနေနဲ့လက်ကြံပွဲအားလုံးကိုနိုင်ရခဲ့ရင်တောင်2021-2022ရာသီကနိုင်ပွဲရည်အတွက်ကိုလက်မိမဲ့အနေထားမှာပဲရှိနေမှာဖြစ်ပြီးရမှတ်ကိုလက်မိမှာမဟုတ်လို့ ယာလီကမန်ယူနိုက်တက်အသင်းအတွက်ပရီးမီးယားလိပြိုင်ပွဲတက်တန်းလျှောက်အဆိုးရွားဆုံးယာတီဖြစ်မတ်တန်းဝင်ဖို့တည်ချနိုင်ပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ကဒီနေ့ညစောပိုင်း9:00နာရီခွဲအချိန်မှာပရီးမီးယားလိပွဲစဉ်33ဖြစ်တန်းစင်းဆောင်ထပ်မှရှိနေတဲ့အဆင့်ဆက်ကွန်နေရာကဝုန်းနယ်ရှင်းပြန်ကစားသွားရမှာဖြစ်ပါတယ်။စူပလပ်ပိုင်ဆိုင်မှုတည်ချနိုင်ပြီဖြစ်တဲ့ယူရိုပါလိကိုအာရုံဆက်ရတော့မှာဖြစ်တဲ့အတွက်နီးပြအမော်ရီအနေနဲ့ဒီနေ့ညပွဲစဉ်မှာအဓိကကစားသမားတွေကိုချန်လက်ပြီးလူငယ်တွေနဲ့ပွဲထွက်လာကဘလို့ပြင်ဆင်မှုတွေပြုလုပ်လာမလဲဆိုတာစိတ်ဝင်စားဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ કરીએ અમારા પછી